950တော်ထဲမှာတာလိကေတာရဆတ်ဆိုရှိတယ်။လောကလူတွေလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်၃မျိုးကိုမြတ်စွာဘုရားကသင်္ကန်းစာပေးဖို့အတွက်ဒီဆက်ကိုခေါ်ခဲ့တာဖြစ်တယ်ပေါ့။ဇလန်းလေးကိုချင်းညွတ်ပြောရမယ်ဆိုရင်မေဂရာတိုင်းမှာ မကရမျိုးတော်ရဲ့အရှိမြောက်ထဲမှာတာလိဒိယဆိုတဲ့ပုံနာရွာကြီးတရွာရှိတယ်။ပုံနာလူမျိုးတွေနေလို့ပုံနာရွာလို့ခေါ်တယ်။အဲ့ဒီရွာမှာလေပိုင်းရှင်တထေးကြီးရှိတယ်။လေပေါင်းဧကပေါင်းမြောင်များစွာချမ်းသာတယ်။သူကိုယ်တိုင်လှုပ်တဲ့လေကလည်းမနေဘူး။သူများကိုအငှားချထားတဲ့လေတွေလည်းရှိတယ်။ အဲ့ဒီလေရဲ့ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်လက်ပံပင်နေပေါက်နေတဲ့လက်ပံတော်အုပ်ကြီးတစ်ခုရှိတယ်ဒါအနေထားတွေကိုဖော်ပြအဲ့ဒီလက်ပံတော်ထဲမှာကျင်းငှက်တွေများစွာနေထိုင်ကြတာဖြစ်တယ်အဲ့ဒီနေထားမှာသူဟာ လေစဘာတွေကိုစိုက်ပြူလေရာတွေကိုပြုထောင်စိုက်ပြူပြီးတော့စဘာတွေမှဲ့တဲ့အချိန်ရောက်လာပြီဆိုတဲ့ဘာလုပ်လဲဆိုရင်လက်ပမင်တော်ကခြင်းငှက်တွေဟာသူ့လက်ထဲကိုရောက်ရှိပြန်တန်းလာကြပြီးတော့မှဲ့နေတဲ့စဘာကင်းကစဘာတွေကိုစားကြတယ် အကောင်းကြီးအလွန်များတဲ့ချင်းခက်တွေအုပ်လိုက်ကြီးကြလာပြီးတော့စားလားချောက်လို့မနိုင်လောက်အောင်ရှိတယ်ပေါ့ချောက်လို့မနိုင်ဘူးချင်းခက်တွေကအလွန်ရဲတယ်ဟိုနာချောင်းဒီနာကြအဲ့ဒီလိုလေဆောင်ကချင်းခက်တွေကိုမောင်းထုတ်တော့လည်းမနိုင်တော့ဘူး ထူးထူးခြားခြားအဲ့ထဲမဲ့ဒေါင်းလောက်ကြီးတဲ့ချင်းခက်ကြီးတကောင်ပါအဲ့ဒီကောင်ကြီးရဆိုရင် သူလဲဝါအောင်စားတယ်ပြန်သွားတဲ့အခါကျတော့စပယ်နှံနေကိုခြေပြီးတော့သွားတယ်စားလို့တဲ့အာမရဟုတဲသွားတယ်တချို့လဲလုတ်တက်တယ်အဲ့လိုမျိုးအလူမန်တဲ့သမင်းကျွေးကိုလာပြီးတဲ့အခါကျခြိုင်းဆွဲသွားတာဆိုမျိုးနဲ့တူတယ်ပေါ့နော် ဒီမှာလဲစားတယ်ပြီးတော့ခြိုင်လဲဆွဲသွားတယ်အဲ့ဒီကြည်ကြီးကလည်းပဲခြိုင်ဆွဲသွားတဲ့သဘောပဲသူလဲဝါအောင်စားတဲ့စပယ်နန်းလေးကိုသူ့နှုတ်သီးနဲ့အကုန်လုံးကိုက်ချီပြီးတော့ပြန်သွားလဲဆောင်ယောက်ျားကနိုင်အောင်မမောင်းနိုင်တဲ့အခါသူ့ကိုရောချေးတောင်းမှကြောက်တော့လဲပိုင်းတတိကြီးစီသွားပြီးတော့ဒီအကျိုးကြောင့်တွေကိုပြောတယ်သူကျင်းခက်တည်ကြလာတာ သူတယောက်တည်းနဲ့မနိုင်တော့ဘူးမထိန်နိုင်တော့ဘူးအဲ့ဒီမဲ့ထူးထူးခြားခြားဒေါင်းလောက်ရှိတဲ့အကောင်ကြီးကသူအားရပါရစားယူနေမှာကဘူးအပြန်ကြတော့လဲဆိုဝါပင်နေစပယ်နှမ်းလေးကိုချီးပြီးချီးပြီးတော့သွားတယ်သူမောင်းတာလည်းမရဘူးဒီကောင်ကြီးကမကြောက်ဘူးလို့လေပဲရှင်ပုံနာကြီးစီသွားပြီးတော့တိုင်တန်းတယ်အဲ့တော့လေပဲရှင်ပုံနာကြီးကသူ့ကိုပြောတော့ မင်းကြော်ကွင်းထောင်တတ်သလားဆိုထောင်တတ်ပါလေဒါဖြင့်လောက်กว่าကြော်ကွင်းအဲ့ဒီချင်းကတိကြလာတဲ့နေရာမှာမင်းကြော်ကွင်းနေထောင်တာအဓိကတော့အဲ့ဒီဒေါင်းလောက်ရှိတဲ့ချင်းငယ်အကြီးကြီးဆင်းတဲ့နေရာကိုမင်းအဓိကထားပြီးထောင်လို့ဆိုကြော်ကွင်းထောင်ခန်းလိုက်ကြော်ကွင်းလှုပ်တဲ့အခါနှွားမီးတို့မြင်းမီးတို့လိုဟာမျိုးပေါ့ဖြတ်လို့မလွယ်တော့ခိုင်မာတဲ့ကြော်ကွင်းနေလောက်ခိုင်းတာ လက်ခွေးနဲ့မှထည့်ထားတယ်။နောက်ရက်ကျတော့ခြေရီခြေငက်တွေပြန်တန်းချလာပြီးတော့ဆွဲနန်းလေးကိုစားကြပြန်တယ်။အဲ့ဒီဒေါင်းလို့ရှိတဲ့ကောင်းကြီးကတော့သူဆင်းနေကြနေရဆင်းလာ။ဆင်းဆင်းချင်းသူ့ခြေတော်ကြော်ခွင်းကဆွတ်မိသွားတယ်။အဲ့ကောင်းကြီးကြော်ခွင်းမိသွား။သို့တော့ ူကကျင်းငဲ့ထဲမှာခေါင်းဆောင်ဖြစ်တော့တခြားကျင်းငဲ့တီခုချိန်သူ online လို့ရှင်အစာမစားရမှဆိုလို့အသာလေးသူ့ခြေတော့ကျိတ်ပြီးတော့ယုံနေတယ်ယုံလို့မရဘူးမော်ဘူးနောက်ဆုံးခြေတွေကဆွဲနှံနေဝါအောင်စားလို့အာရရပြီဆိုတဲ့အခါမှာငါတော့ကြောက်ဝင်းပြီးပြီဟေးဆိုတဲ့အတိပေးတဲ့အနေနဲ့អော်လိုက်တာ ကြံနေချင်းရဲ့တရားကုန်ပြန်ကုန်ညာတကောင်မှမရှိတော့သူတို့ကောင်လည်းပဲကြံအဲ့ဒီအချိန်မှာလေဆောင်ယောက်ျားလာပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့အိမ်ခေါ်သွားရောဘုန်းသားကြီးစီရောက်တဲ့အခါလေပိုင်းရှင်ဘုန်းသားကြီးကခြေကောင်ကြီးချိပြီးတော့သူကအကောင်ကြီးကလက်ချီးတော့ခြေနဲ့ဒါကြီးချိပြီးတော့ จาจานนะฉิรอบมาจ่อกวยนี่เนี่ยป้นเป็ดนะเลยซีดิบะดิเล่งไปดีกองนี้กูขณะทิ้งชุบไปอสาเยสาจ้วยพี่แล้วมีดิเนาะဟုတ်ดิเหล่ซ้องယောက်จ้าก็ပြောတယ်တဲ့မင်းဟာ စဘယ်နံနေစာယုံနေမကဘူးခြိုင်ဆွဲသွားတယ်လို့ပြောတယ်နော်စဘယ်နံစာယုံနေမကဘူးနှုတ်သီးနဲ့စဘယ်နံနေအများကြီးချီချီသွားတယ်လို့ပြောတယ်အဲ့တော့မင်းကခိုးတော်ဆောက်ထားဖို့စဘာတွေကိုတဲပြီးတော့အယောင်းဝယ်လှောက်ထားလားသို့မဟုတ်ခိုးတော်ဆောက်ထားတာရှိလို့လားလို့ဘုန်းတော်ကြီးကမေးတဲ့အခါကျတော့ ျင်းခဲ့ဆိုတာလူဘာသာစကားလည်းပဲအလွယ်တကူနဲ့ပြောတတ်တဲ့တရားမျိုးလေးကိုနော်ပြောတဲ့အခါကျတော့သူပြောတဲ့စကားတော်တော်ထူးဆန်းသွားပြောပါတော့ဆိုကျွန်ုပ်ယူသွားတာဟာတခြားမဟုတ်ပါဘူးတဲ့ကျွန်ုပ်ဟာကိုယ်တော်လည်းဆောင်ထားပါဘူးရောင်းဝယ်လည်းမလုပ်ပါဘူးတဲ့ကျွန်ုပ်ယူသွားတဲ့စပယ်နန်နေတဲ့ကတချို့ကို ကျွေးသည့်ခြားရပါတယ်တချို့ကတော့ကျွေးဟောင်းဆက်ရပါတယ်ကြံတဲ့ဟာကတော့ရှင်နိမြုံနန္ဒာလို့ရွှေအိုးမြုပ်ရပါတယ်လို့သူကပြောလူသားတွေလှုပ်တဲ့ပုံစံမျိုးပဲသူကသုံးပုံခွဲပြီးတော့တစုကကျွေးပေးတာတစ်ခုကကျွေးဆက်တာကြံတဲ့ပိုရှင်တဲ့ဟာကြတော့ ရှေးဦးမြုပ်တာပါတိမ့်နာတာပါလို့ဒီလိုပြောတယ်အဲ့ဒီကြတော့သူစကားကတော်တော်ထူးဆန်းတော့လေပိုင်ရှင်ပုံနှန်းကြီးကစိတ်ဝင်စားပြီးနေစမ်းမအောင်ချင်းငဲ့တကောင်ကကျွေးသစ်ပေးတယ်ဆိုတာလဲဆန်းလာကြီးလားကျွေးဟောင်းဆက်တယ်ဆိုတာလဲအလွန်ဆန်း ရွှေအိုးမြုပ်တယ်ဆိုတာလဲအလွန်ဆန်းနေဒါကြောင့်မို့ဘလူကျွေးသစ်ပေးပြီးဘလူကျွေးဟောင်းဆက်တာလဲနော်ဘလူရွှေအိုးမြတ်မြုပ်ပါတယ်လဲလို့ဆိုတာဟုတ်တေချာကပ်ပြီးတော့မေးတဲ့အခါကျတော့အဲ့ဒီကျင်းခဲ့ကြီးကလူဘာသာစကားနဲ့ရှင်းရှင်းနေတော့သူပြောပြတယ်သူကျွေးသစ်ပေးတယ်ဆိုတာတခြားမဟုတ်ပါဘူးတဲ့ အသာတပက္ခတရုဏာပုဒ္ဒကမရှခောတိယတိမံပတ္တပရိသန္တိတတ္တမတေတံဣနန္တရေသူပြောတဲ့စကားလေးကသူမှာတားငယ်တမိငယ်လေးတွေရှိသေးတယ်အတောင်မပေါက်ကြသေးဘူးသူ့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ ကျင်းငက်ကလေးတွေဟာတောင်မပေါက်ကြသေးဘူးမပြတ်နိုင်ကြသေးဘူးတဲ့အတိုက်ထဲမှာပဲဒီတိုင်းပဲရှိနေကြသေးတယ်အဲ့ဒီကျင်းငက်သတော်အငယ်လေးတွေစားဖို့အတွက်သူကယိုးယိုးသူတို့စားဖို့ယူသွားတယ်လို့မပြောပဲနဲ့သူတို့ချီးလာတဲ့အခါကျွန်ုပ်ကိုပြန်လီပြီးတော့ကျွေးမွေးကြမှာဖြစ်လို့ အဲ့ဒါကိုရည်ညွှန်းပြီးတော့သူတို့ကိုကျွေးအစ်ချတယ်လို့ပြောတာပါ။ဟောသူကျွေးရမယ်သူ့ရဲ့သားငယ်သမီးငယ်တွေကိုသူကျွေးတာ။အဲ့ဒါကိုကျွေးအစ်ချတယ်လို့သူပြောလိုက်တယ်။ဘုံတိုင်းကြီးကသဘောကျတယ်။ဒါဖြင့်ဟုတ်ပြီကဲကျွေးဟောင်းဆက်တာကတော့ဘာတော့ကျွေးဟောင်းဆက်တာကတော့ဘာတော့ဆိုတော့ မာတာပိတ္တသမေဝုဒ္ဓစေနကကတရွပနာတေတံတုန်နေနဟာတုနမုံစေပုပ္ပကတံဣနံကျွန်ုပ်မှာမွေးပြီးတော့ဆောင်းလျှောက်ခဲ့တဲ့မိအိုဖအိုအတောင်မနေကကျွတ်ပြီးတော့မပြန်တန်းနိုင်တော့ဘူးတဲ့မိအိုဖသူ့ကိုမွေးခဲ့တဲ့မိအိုဖအို ြင်ခဲ့ကြည့်သေးဟာအတောင်ပံနေကကျုပ်ကုန်လို့ကောင်းရင်ကိုမပြတ်နိုင်တော့ဘူးတဲ့သူတို့ဟာဒီလိုပဲတစ်ပင်ပေါ်မှာနားခိုပြီးတော့နေကြတယ်အစာရေစာရှာပြီးတော့မစားနိုင်ဘူးတဲ့ဒါကြောင့်မို့သူတို့အတွက်နှုတ်သီးနဲ့ချီယူပြီးတော့သူတို့ငယ်ငယ်ကကြွေးခဲ့တဲ့ခြေဆုတရားကိုပြန်ဆက်တဲ့အနေနဲ့ ကျွေဟောင်းဆက်ချင်းဖြစ်ပါလေအလုံးမြင်မှုကြမှာပေါ့ငှက်ကလေးတွေဟာအစာရှာပြီးတော့ငှက်ပေါက်ဆာလေးတွေကျွေးနေတာတွေ့ပါလေနော်ငှက်ကလေးတွေခွန့်ပြီးတော့ကျွေးနေကြတယ်အဲ့ဒါလိုပဲသူ့ရဲ့မိအိုဖအိုတွေကိုလည်းပဲသူကျွေးမွေးဆောင်ရှောက်ရပါတယ်တဲ့အဲ့ဒါကိုယူရပြီးတော့ကျွေးဟောင်းဆက်တယ်လို့သူပြောခြင်းဖြစ်ပါတယ်လေပဲရှင်ပုံနှိုင်းကြီးကသဘောတွေကြာ ဟုတ်သားပဲလူတွေတောင်မှတစ်ခါတည်းလေးလိုလောက်တာမရှိဘူးသူကဒါခြေခေါင်းဆက်တယ်ဒါဖြင့်ဟုတ်ပြီရွှေအိုးမြုပ်တာကြတော့ဘယ်လိုလောက်တာလဲအင်ကြီးပိတန်ထသကုဏခိနာပက္ခသုဒ္ဓပလာတေတံပုံညတိကောဓမ္မိတန်နိဒိအာဟုပဏိတာအဲ့ဒီမှာ ျွန်ုပ်တို့ချင်းငယ်အုတ်ကြီးတဲ့မှာတဲ့တချို့ချင်းငယ်ကြီးတွေဟာအသက်အရွယ်ကြီးလာတဲ့အခါအတောင်နေချုပ်ကုန်ကြတယ်တောင်နေချုပ်ပြီးတော့အလုံးကိုအားနေတယ်မပြန်နှိုင်းရှာကြတော့ဘူးသူတို့အတွက်တော့ကျွန်ုပ်ကနောင်နာခတ်အတွက်ကုသိုလ်ကောင်းမှုဖြစ်ဖို့ရအတွက်သူတို့ကိုကြွေးမွေးဆောက်ရှောက်တာဟာ ဒါဟာရွှေအိုးမြုံနိုင်ခြင်းပဲဖြစ်ပါလေကုသိုလ်ကောင်းမှုကိုလိုချင်လို့သူတို့အတွက်ကိုကြွေးမွေးဆောင်ရှောက်ပါတယ်ဒါဝတ္တရားနဲ့လှုပ်တာမဟုတ်ခုနကနှစ်ခုကဝတ္တရားပါကလေးငယ်လေးတွေကိုဆောင်ရှောက်ကြွေးမွေးတာကဝတ္တရားမိဟုဖဟိုတွေကိုကြွေးမွေးတာကဝတ္တရားအခုကတော့ဝတ္တရားမဟုတ်ဘူးကုသိုလ်လိုချင်လို့ ဆောင်ရှားမဲ့ခြင်းငယ်တွေကိုဆောင်ရှားတာဖြစ်တယ်။ဒါဟာကုသိုလ်ကောင်းမှုလုပ်ပြီးတော့ယဉ်နိမြုပ်နိုင်ခြင်းဖြစ်ပါတယ်လို့ဩဒီလိုရှင်းပြလိုက်တဲ့အခါကျတော့လည်းပဲရှင်ဘုံနာကြီးကလူတွေတောင်မှဒီအသိမရှိဘူးတဲ့ဒီခြင်းငယ်တော်အတော်ကိုလိမ္မာရေးချရှိတာပဲလူတွေတဲ့တောင်ပိုသိတယ်ဝန္တာအာရဖြစ်ပြီးတော့ သူ့ကိုအလိုရှိရာစားဖို့အတွက်သူစိုက်ပျိုးပေးထားတဲ့လေဧကတဲ့ကအကွက်တကွက်ကိုတတ်မှတ်ပြီးတော့ပေးတယ်။ကြိုက်တယ်လို့စားပါတိခင်။ဘာလို့စားတဲ့နေ့ဆွဲထားပြီးတော့ဒီကျင်းကြီးပိုင်တဲ့အခင်းကိုတတ်မှတ်ပြီးတော့ပေးလိုက်တယ်။ကြိုက်တယ်လို့စား ီခေတ်နဲ့ကထွက်သည်မသီးနှံနေသူ့ပိုင်ဆိုင်ခွင့်ရှိတယ်လို့ဆုလတ်အနေနဲ့လဘဲရှင်ဘုံနာကြီးကပေးလိုက်တယ်ပေးပြီးတော့ဒီချင်းခက်ကြီးကိုပြန်ပြီးတော့လွှတ်လိုက်တယ်ဒီဇလန်းလေးကိုမြတ်စွာဘုရားကတရိစ္ဆာန်မင်းဖြစ်တော်လဲပဲတကယ်အသေးဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်နေကြတာဖြစ်တယ်အော် အလုံးပြင်းမိကြသလိုပဲမိခင်ဖြစ်တဲ့ညမတွေညဖိုတွေငတိတွေဟာသူတို့ရဲ့လူမမယ်ကလေးငယ်လေးတွေကိုကျွမွေးဆောင်ရှောက်ကြတယ်ငကြီးတွေကိုကြွေးတာတော့မြင်မှုချင်မှမြင်မှုကြမယ်ငက်ပေါ့စာလေးတွေကြွေးတာတော့မြင်မှုကြတယ်အဲ့လိုလုံးတဲ့လုံးတဲ့လုံးထိုက်တဲ့တောင်းဝန်တရားတွေကို သူတို့ဟာခြေပြွန်စွာထမ်းဆောင်နေကြတာဖြစ်လို့သံမေယစီးပွားကုသိုလ်ကောင်းမှုများဟာလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေသာလင်းဖြစ်တယ်။ဒုဒ္ဒတွေဟာလူ့ဘဝရောက်လာတဲ့အခါမှာထို့တူပဲငါတို့လှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုဒုဒ္ဒတွေဟာအာယုစုဆိုင်ပြီးတော့ကိုယ်တန်းငယ်သမီးငယ်တွေကိုတောင်းဝတရားရ ပြုစုဆောင်ရှောက်ခြင်းကျွေးမွေးဆောင်ရှောက်ခြင်းကိုမိဟူဖအိုတွေကိုတုံ့ပြန်ကျေးဇူးဆက်ခြင်းဆိုတဲ့တောင်းဝတရားနဲ့သက်ဆိုင်တဲ့ဒီကုသိုလ်နှစ်ရပ်ကိုကြိုးစားအထောက်ပြီးမလစ်ဟင်းစေရအောင်တတိနဲ့ဆောင်ရွက်မှာဖြစ်ပြီးကိုရှာဖွေလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုလည်းပဲဒီဘဝအတွက်သာမသုံးမဲနဲ့ ကုသိုလ်ကောင်းမှုအတွက်ယင်းနှိမ့်နှံမှုတစ်မျိုးဖြစ်အောင်တို့တွေရွှေအိုးမြုပ်ခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့အလုပ်ကိုလုပ်ရမှာဖြစ်တယ်လို့တတိထားပြီးအသိဉာဏ်ပွားဖို့ဖြစ်ပါမြတ်စွာဘုရားကဒီဇာတကဒေသနာဖြင့်လူသားတွေအတွက်ဘဝသင်္ကန်းစာတရားကိုပေးတာဖြစ်တယ်အဲဒါအလုံးတရားချက်ခင်သူတော်စင်ပြိဋ္ဌာန်တို့တို့တွေလှုပ်တင်လှုပ်ထိုက်တဲ့ ကျွေးသိပေးခြင်းဆိုတာလုပ်ကြရဲ့လားကျွေးဟောင်းဆက်ခြင်းဆိုတာကိုလုပ်ကြရဲ့လားရွှေအိုးရောမြုပ်ကြပါရဲ့လားဆိုတဲ့ဒီမေးခွန်းတွေကိုကိုယ့်အကူပြန်မေးပြီးတော့ကိုလိုရမယ့်ဝတ္တရားတွေကိုမပြတ်မကွက်အောင်တို့တွေကြိုးစားအထောက်ကြောင်မှဖြစ်တယ်လို့ကိုစီကိုစီတတိထားပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း